အနက်ကတူကြီးစစ်တီတော်များအားအမောင်တို့တိရမင်းသားမှာပြိုင်မဲ့တွင်းသူဖြစ်ပြီးငါဤတူရှိတက်တယ်ဝါမတိုက်ဝန်ကြတူဤနောက်ဘက်ကတိုက်ကြစို့မာနတော်ကိုအောင်းတော်မူကံဖះအလောင်းတော်သည်အသွေးသားတွေခန်းချောက်ပြီးအေးကြောအယိုးကြည့်တာကြံပါစေဖះမဖြစ်ငါမထဟုခိုင်းမှဆုံးဖြတ်ပြီးအပရာဇိတပလင်ထန်း၌ထိုင်တော်မူသည် ထိုးစဉ်ဝတဝတိနတ်ဘုံမှာမာနတိသေရမင်းသာငါးနှစ်ပဲပုံသုံးပါမှာလွမြောက်ရန်ကြိုးပမ်းနေလိမ့်ပြီအလိုသူ့အားငါးနှစ်ပဲမှာလွမြောက်ခွင့်မပေးနိုင်ထိုးအခါကျန်စီထုတ်ခါနတ်စစ်သူတို့ကိုဥဆောင်လေးဖရာအလောင်းအားတိုက်ခိုက်ရန်စစ်ချီလာကြတယ်နတ်စစ်သူတို့စัจ java ရတဲ့ဒိုင်းအထိပြည့်နှက်နေလေသည်ရုပ်စင်းမျိုးမျိုးရှိနတ်စစ်သူများသည် မျိုးမျိုးသောလမ်းနာများကိုဆွဲကင်လျက်ခြီတက်လာကြတာပေါ့မာနတ်ဒီလေဂီရီမင်္ဂလာစင်ကိုစီးပြီးလက်ယုံလမ်းနာအသီးသီးတို့ဆွဲကင်ထားပြီးမန်စစ်တီတို့ဤစစ်တွေးကြော်တန်းကိုတိမ့်တိမ့်တဲ့ဟစ်ကျွေးနေလေတော့တယ်ထို့အခါဘုရားလောင်းတော်နီး၌တရားမင်းသည်အတောင်နေရာရှိဝိဇယယုတ်တာခ ्यु သိန်းုံမောက်လျက်အာဃာရနဂါမင်းသည်လေဘုရားလောင်းတော်ဤဂုံတော်ပွဲများကို ရွတ်စိုတီကျူလျက်တာပတိမြမမင်းဟာဒီပြူကြီးကို စောင်းမူပေးပြီးအတီးတီးဥခိုက်ပူဇော်ကြတယ်။မာနစစ်တက်ကြီးလည်းရောက်ရှိလာကြတော့ဗောဗျာ။၎င်းတို့သုံးသည်လည်းရှောင်ဖယ်သွားကြလေသည်။အပရာဇိတာပလင်ပေါ်တွင်ဖះလောင်းတော်တူသာကြံ့ရစ်နေကြတော့လေ။မာနကသူ့ဤစစ်တီတော်များအားအမောင်တို့တိရရမင်းသားမှာပြိုင်မဲ့ပြင်းသူဖြစ်ပြီးငါဤသူ့ရှိတက်တယ်ဝါမတိုက်ဝန်ကြ သူ့ဤနောက်ဘက်ကတိုက်ကြစို့